ကကြောင်ဆက်လက်ပြီးတော့တောက်ကြသားသမီးတွေတပတ်တာကံကြမ္မာကိုလမ်းညွှန်သွားမှာဖြစ်ပါတယ်အဲ့တော့22မှ9ရက်ဇွန်ဇွန်လ2025တနင်္ဂနွေနေ့ကနေပြီးတော့9ရက်ဇူလိုင်လ2025စနေနေ့ထိတပတ်တာကာလအတွင်းကျွန်တော်တို့တောက်ကြသားသမီးတွေကံကြမ္မာကိုကြည့်လိုက်ကြရအောင်ကဲတောက်ကြသားသမီးအနေနဲ့ကတော့ဒီတော့မှ ခยีထွားရမယ်နမိတ်တွေဖြစ်ပါတယ်ခยีနီခยีဝေးတွေတွားရတတ်တယ်ကောင်းသောခยีတွေဖြစ်လိမ့်မယ်သို့မဟုတ်စွန့်စွန့်ဇာဇာတွားရတဲ့ခยีမျိုးလည်းဖြစ်မယ်အဲ့တော့ဒီခยีကဟဲ့လားအခက်ခဲတွေကြုံကောင်းကြုံနိုင်မယ်ဟဲ့လားအဆင်မပြေမှုတွေကြုံကောင်းကြုံနိုင်မယ်သို့မဟုတ်ရန်အတိုက်ခံသဘောမျိုးလေးတွေကြုံကောင်းကြုံနိုင်မယ်အဲ့တော့တစ်ဖက်ကလည်းအခက်ခဲတစ်ဖက်ကလည်းရန်ဒါတွေအောင်မြင်ပြီးတော့ကြော်လွားဖို့အတွက်ဆိုရင်လည်းအောင်မြင်ကြော်လွားနိုင်တဲ့တပတ်တာဖြစ်ပါတယ် အဲ့တော့တပတ်မှဆုံးရှုံးမှုတွေရှိသလိုတပတ်မှလည်းအစဉ်ပြေကံကောင်းမှုတွေရှိနေတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ခက်ခဲမယ်ပင်ပန်းမယ်စုတော်ညာလည်းဒီတပတ်အတွက်အောင်မြင်မှုတွေကလည်းရှိနေတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ဒီတပတ်ကဇွဲကောင်းပြီးတော့ကိုကြိုးစားမယ်ဟာလာကိုဖြစ်ကျင်တာကိုဖြစ်အောင်ကြိုးစားမယ်မဖြစ်ဖြစ်အောင်ကိုလှုပ်ယူမယ်ဖန်တီးမယ်ဆိုရင်တော့ဖြစ်မဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ကွာဘာမှမဟုတ်ပဲနဲ့တော်ယုံလေးနဲ့အ short ပေးလိုက်မယ်ဆိုရင်တော့ဒီတစ်ပတ်မှာဖြစ်မဲ့ကိစ္စတွေကဘာ ကပဲမဖြစ်တော့ပဲပျက်စီးသွားတတ်တဲ့တပတ်တာဖြစ်ပါတယ်။အဲ့တော့ဒီဘက်မှာဇွဲတင်းမှာအဲ့ဒါဇွဲကောင်းမှာအတင်းမှာလို့ကျွန်တော်ပြောရမှာဖြစ်ပါတယ်။အဲ့တော့အဲ့ဒီလိုမှမဟုတ်လို့ရှိရင်တော့ဖြစ်မဲ့ကိစ္စတွေအစဉ်ပြေမဲ့ကိစ္စတွေဟုတ်လားအောင်မြင်မဲ့ကိစ္စတွေကမောင်မြင်မဲနဲ့ရက်တန့်သွားတာမျိုးဖြစ်တတ်တယ်။အဲ့တော့စားကန်နီးမှဟုတ်လားပြုတ်ကျသွားသလိုမျိုးဖြစ်တတ်တဲ့တပတ်တာဖြစ်ပါတယ်။အဲ့တော့ဒီတစ်ပတ်မှာဆိုလို့ရှိရင်တော့ဟုတ်လားကိုဟာဟုတ်လားအောင်မြင်မှုတွေနဲ့အတူအတိုက်ခိုက်တွေကလည်း အဲအပြိုင်ဆိုင်တွေကလည်းရှိနေတယ်ဆိုတော့တပတ်တာဖြစ်ပါတယ်အဲ့တော့လုပ်ငန်းပိုင်ပြိုင်စည်းပွားပြိုင်ဆိုတာမျိုးတွေဖြစ်တတ်တယ်ငွေကုန်ကြေးရအနေငယ်များတတ်တယ်အခြေအိမ်တော်ကြီးမြေတားကြီးနဲ့ပတ်သက်အစ်မပြေတာတွေနော်စကားများရတာတွေလမ်းခွဲတဲ့အခြေအနေမျိုးသဘောထားတင်မာတာမျိုးတွေဖြစ်တတ်တယ်ကြမ်းမိုင်နဲ့ပတ်သက်တာတွေမတော်တဆထိခိုက်တံရတာမျိုးတွေဖြစ်တတ်တယ်စကားပြောရများရတတ်တဲ့ကိန်းရှိတယ်ဆိုတော့တပတ်တာဖြစ်ပါတယ်အဲ့တော့အလုပ်သွားကြောင်းမှာအင်တာဗျူးပြင်မယ်အခြားသောအရေးကြီးကိစ္စတွေလုပ်မယ်ဆိုလို့ရှိရင်တော့ အဓိကရှေ့မှာပြောသလိုဇွဲကောင်းကြိုးစားပြီးတော့လုပ်မယ်ဆိုရင်တော့အောင်မြင်မယ်တောင်းတောင်းပော့ပော့ရော့လေးသွားလုပ်မယ်ဆိုရင်တော့အစ်မပြေနိုင်ဘူးမအောင်မြင်နိုင်ဘူးလို့ပြောရမှာဖြစ်ပါတယ်အဲ့တော့လုပ်ငန်းတက်တွေအနေနဲ့ဆိုရင်တော့မစတင်ဘူးပေါ့နော်မစတာပိုကောင်းတယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ဒီတော့မှာကံကောင်းလက်ရှင်ကဏ္ဍအနေနဲ့ကတော့ငါးကဏ္ဍတက်ကဏ္ဍအကျိုးပေးတဲ့အကြောင်းတော့ခရမ်းရောင်တောက်ကြသားသမီးမိတ်ဆွေများတို့ပါ